950နိဗ္ဗတ်တော်ထဲကဒုက္ခဝိဟာရိဇတ်ကိုဖပြပေးတော်မှာပဲဖြစ်ပါတယ်ခမညာဒုက္ခဝိဟာရိဇတ်ချမ်းသာစစ်ခံစားရသူအခါတပား၌ဗရိယမထေဒီလူဘွား၌မင်းဖြစ်ခဲ့စဉ်ကအဆောက်အကျက်ထူထပ်စွာချ၍နေခဲ့စားခဲ့အိတ်ခဲ့ရတော်လဲအမြဲဆိုးရင်ထိတ်လန့်ကြောက်စိတ်ဝင်နေခဲ့ရပါတယ် ယဟန်ကိစ္စပြီးဆုံး၍အရဟတဖို့ရပြီဒီတွင်စိုးရိမ်တော့ကများအလင်းမရှိတော့စောက်ကြသူမရှိပဲတော်ကြီးမြတ်မဲထဲတွင်ပင်ကြောက်ကြမဲ့နေနိုင်အိတ်နိုင်ဖြစ်အော်ချမ်းသာစွာချမ်းသာစွာဟု ကျူးရဲ့မိပါれထိုအကြောင်းနှင့်ဆက်၍မြတ်စွာဘုရားကဤအသိဆက်တော်ကိုဆောင်၍ဟောတော်မူပါれရှေးလွန်လေပြီးတော့အခါ INRD မြို့တော်၌ပြန်မတတ်မင်းကြီးထီနန်းစိုးစံနေထိုခါကဖျားလောင်းဒီဥဒိစ္စပုံနာတကြွယ်ဖြစ်တယ်ကမကောင်ဤအပြစ်ကိုသိတဲ့ဖြစ်ဟိမဝန္တာတို့ဝင်၍ယတိယဟန်ပြုပါရဲသံဓမာပတ်တို့နှင့်ပြည်ဆောင်၍အချံရံများဖြင့်ယတိ900တို့ဒီလဲရှိမိုးကာလ၌ဟိမဝန္တာမှထွက်ခဲ၍ရွာဏိကုံမှဒီ မင်းဆာယာဘိုင်ယန်ဒီမြို့တို့ရောက်လာပါတယ်။မိုးလေးလပတ်လုံးမင်းကြီးဥယျာဉ်တော်တွင်တည်င်းတောင်းနေထိုင်ကြပါတယ်။မင်းကြီးသည်ယသိများကို အလွန်ယိုဒေကြည်ညိုလေးစားပါတယ်။ယသိများဟိမဝန္တာတို့ပြန်ပြီးပြုတော်အခါယသိကြီးအားအရှင်ဘုရားအိုမင်းပါပြီ။တပည့်များကိုယ်တော်သွတ်လိုက်ပါဟုလျှောက်ထားပါတယ်။ယတိကြီးဒီတပည့်ကြီးအား ယသိ900ကို အပ်ပြီးဟိမဝန္တာတို့ပြန်စေပါရယ်ယသိကြီးမူကားမင်းကြီးဥယျံတော်တွင်ပင်ဆက်၍နေရပါရယ်ကာလအတန်ကြာသောအခါပြန်ကြွသွားကြသည့်ယသိများကိုအုပ်ချုပ်သည့်တပည့်ကြီးသည်ဆရာယသိကိုဖူးမြင်လို၍ဟိမဝန္တာမှသည်ဆရာယသိကြီးရှိရာဥယျံတို့လာခဲ့ပါရယ်ဆရာကိုဖူးမြင်ပြီးနောက်ဆရာယသိ၏အလေးပါတွင် ဖြားတစ်ချက်ခင်း၍လှဲလျောင်းနေပါတယ်။မင်းကြီးဒီယတိကြီးကိုဖူးမြင်ရန်ရောက်လာလေတယ်။တို့တိုင်းတပည့်ယတိဒီလဲလျောင်းနေရမှမထပေ။အော်ချမ်းသာစွာချမ်းသာစွာဟုနှုတ်မှလဲကျူးရင်နေပါရဲ့။ဤတွင်မင်းကြီးကယတိကြီးဖျားဤယတိဒီစိတ်ရှိတိုင်းစားတော့ထားပုံရသည်။ထို့ကြောင့်ဥဒံပင်ကျူးရလျက် ချမ်းသာစွာ အိတ်နေခြင်းကို ပြု၏ဟုယသိကြီးကိုလျှောက်ထားပါ၏။ထိုအခါယသိကြီးကမင်းကြီးဤယသိသည်လူဘဝမှာနေခဲ့စဉ်ကသင်ကဲ့သို့ပင် မင်းဖြစ်ကိုရခဲ့သည်။လက်နက်ကိုင်းအဆောက်များ၏အဆောက်ရှောက်ဖြင့်နေခဲ့ရတော်လဲဤကဲ့သို့ချမ်းသာမှုကို မခံစားရစဘူး။ယခုယသိအဖြစ် နေရတော်အခါလက်နက်ကိုင်းအဆောက်များမရှိတော်လဲ။ ယသိဘဝချမ်းသာနှင့်ဆံချမ်းသာအပေါ်နှစ်သက်မိလွန်၍ဥဒံကျူးရခြင်းဖြစ်သည်ဟု မိတ်ကြားကဝတ္ထုကာမကိလေသာကာမ၏နှိမ့်ဆက်မှုမှလွမြောက်သူတို့၏ချမ်းသာဒုက္ခအကြောင်းကိုဆဲ၍ဟောကြားပါ၏မင်းကြီးသည်ဘယာရမနာကြားရသဖြင့်ပီတိတောမနတဖြစ်သွားပါ၏တပည့်ကြီးဖြစ်သူယသိဒီလေဇာကိုကတော့၍ ဟိမဝန္တာတို့ပြန်သွားခဲ့ပါတယ်ဇက်ပေါင်းလိုက်ရင်တပည့်ကြီးရတဲ့ဒီပရိယမထေဖြစ်ပါတယ်ဆရာရတဲ့ကြီးဒီဗုဒ္ဓဘုရားဖြစ်လာခဲ့ပါတယ်အနှစ်ချုပ်လိုက်ရင်ပစ္စည်းဥစ္စာ ပြည်စုံကျွဲဝတော့ချမ်းသာမှုမျိုးဒီဆိုရင်ကြောက်ကြခြင်းနဲ့ရှင်တွဲတော့ချမ်းသာမှုမျိုးဖြစ်ပြီးတရားဓမ္မဖြင့်မွေလျော်တော့ချမ်းသာမှုမျိုးဒီ စိုးရင်ကြောက်ကြကင်းတော့အေးချမ်းတော့ချမ်းသာမှုမျိုးဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ